ိုချိန်မှာကျွန်တော်အနေနဲ့ဝင်ငှအခြေနာကတော့ဗာလဲဆိုလို့ရှိရင်တော့ယုံကြည်ခြင်းဘယ်လောက်အရေးကြီးတယ်လဲလူဘဝမှာယုံကြည်ခြင်းမရှိဘူးဆိုလို့ရှိရင်ဖယားတခင်နဲ့လည်းစစ်တူလို့မရတဲ့အကြောင်းယုံကြည်ခြင်းအပြင်ကျွန်တော်လူချင်းတဲ့စန္ဒအားလုံးကိုလည်းဖယားတခင်စီကနေရရှိခံဆိုင်နေတဲ့အကြောင်းကိုအနည်းငယ်ကျွန်တော်ဝင်ငှအတော်ချိန်မှာလည်းရှင်မကုအခန်းကြီးကိုအငယ်23မှာတင်းဒီယုံကြည်နေတယ်လို့ ယုံကြည်တော်သူဖြစ်ရင်ခတ်သိမ့်တော်မှုတို့ကိုတက်ဆွနေတယ်လို့မိန်တော်မူတယ်။ဒါကြောင့်ချစ်တော်မေရွှေဒီနေ့ကျွန်တော်ဘဝမှာလုံချုံမှုအတော်ပဲဖြစ်ဖြစ်ခတ်သိမ့်တော်ရအားလုံးကိုရရှိပိုင်ဆိုင်ဖို့ရန်တော်ပဲဖြစ်ဖြစ်အောင်မြင်ခြင်းရရှိဖို့ရန်တော်ပဲဖြစ်ဖြစ်ကျွန်တော်မှာယုံကြည်ခြင်းလိုအပ်တာဖြစ်ပါတယ်။ခုနကျွန်တော်ပြောထုတ်တဲ့လူအချက်အားလုံးကိုလည်းဘယ်သူရှိမှရှိလဲဆိုရင်ဘုရားသခင်ရှိမှရှိတယ် ်ထိုဖယားတခင်ရှိမှရှိတော့အရာအလုံးကိုကျွန်တော်ရှိမှရရှိခံစားနိုင်ဖို့ရင်တွေ့ယုံကြည်ခြင်းရှိတာလွတ်တာဖြစ်ပါတယ်ဒါကြောင့်ကျမ်းစာဟေဗြဲအခန်းကြီးစက်တအငယ်6မှာယုံကြည်ခြင်းမရှိဘူးလို့ရှိရင်ဖယားတခင်စိတ်တော်နဲ့မတူနိုင်ဘူးဒါကြောင့်ဖယားတခင်ရဲ့စိတ်တော်ကိုတွေ့နိုင်ဖို့ရန်တွေ့ကျွန်တော်မှယုံကြည်ခြင်းလွတ်တာဖြစ်ပါတယ်အဲ့ဒီယုံကြည်ခြင်းနဲ့ဖယားတခင်စီကိုတွားတဲ့အခါမှာ ဖရာသခင်ကကျင့်နေပြီးတော့ကျွန်တော်အတ္တမှာလွတ်တဲ့ရအားလုံးကိုပြည့်စုံစေမှာဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ဖရာသခင်ဆိုတာကအနန္တဝိညာဉ်ဖြစ်တယ်။လွတ်အနေနဲ့အမြင်လို့မရဘူး။တူထီလို့လည်းမရဘူး။ဒါကြောင့်ယုံကြည်ခြင်းနဲ့ပဲဖရာသခင် ရှိချောင်းကိုလည်းမေးစမ်းခံစားလို့ရတာဖြစ်ပါတယ်။နေ့အချက်ဒီအနေနဲ့ဖရာသခင်ဒီကျွန်တော်တို့ကိုကောင်းကင်ရှိတော်နောင်ဘဝတို့လည်းအာမခံချက်ကိုပြီးချင်တော်ဖရာဖြစ်တယ်။ ထာဝရအသက်ကိုပေးခြင်းတော်ဖရာဖြစ်ပါတယ်အဲ့ဒီထာဝရအသက်ကိုပေးရင်ရရှိနိုင်ဖို့အတွက်ယုံကြည်ယုံကြည်ခြင်းလိုအပ်တာဖြစ်ပါတယ်အဖေအခန်းကြီးနစ်အငယ်ရှိမှာဂျေယုတော်ကြောင့်ယုံကြည်ခြင်းအဖြစ်ကယ်တင်ခြင်းတို့ရောက်ရ၏လို့ပြောပါတယ်ဒါကြောင့်ကောင်းကင်နိုင်ငံရောက်ဖို့ရန်အတွက်ဖရာသခင်ဒီတားတော်ယေရှုခရစ်တော်ကိုလောကမှာစီလို့ပြီးတကလာအချိန်တန်တဲ့အခါမှာလက်ဝါးကားတိုင်းမှာအတိခံစီပြီးအသွေးတော်ကိုတောင်းလုံးခဲ့တယ် ခရစ်တော်ဖရာရဲ့အတီခံခြင်းအတွေ့တော်တော်လုံးခြင်းဒီဒီနေ့လောကီတမ်းများအားလုံးဒီသာဝရတရရှိဖို့ဒါမှနောင်ဘဝအတွက်အာမခံချက်ရှိဖို့ဖြစ်တယ်။အဲ့ဒီအရာခရစ်တော်ကလုတ်ပြတဲ့နောက်ပိုင်းမှာလူ့ဘက်ကနေမလွတ်တယ်လေ။ယုံကြည်ဖို့လွတ်တယ်။သူခရစ်တော်ဖရာရဲ့လုတ်ဆောင်ပြတဲ့ရအားလုံးဟာကျွန်တော်အတွက်ဖြစ်တယ်၊ကျွန်မအတွက်ဖြစ်တယ်ဆိုပြီးတော့ယုံကြည်တဲ့သူအားလုံးဟာယုံကြည်ခြင်းအဖြစ်သာဝရတရတယ်လို့ကျမ်းစာမှာဖော်ပြပါတယ်။ဒါကြောင့်ယုံကြည်ခြင်းဟာ ျွန်တော်ကျွန်မတို့အရေးကြီးပါတယ်။ကောင်းကင်နိုင်ငံရောက်ဖို့နောင်ဘောအာမခါချစ်တို့ယုံကြည်ခြင်းတခုလိုအပ်တယ်ဆိုတာကိုလည်းနေ့အချက်မှာကျွန်တော်ပြောချင်တယ်ဝင်ငတ်တော့ချင်ပါတယ်။နံပါတ်2အချက်မှာရှုလို့ရှင်လေဒီယခုဘဝမှာပြင်လင်းလူလီတီမရှိအောင်ပြေဆုံးတော့အတ္တတာနဲ့လူအပ်တော့ရအားလုံးကိုရရှိခံစားဖွယ်ဖရဲလို့တော့ဖြစ်ပါတယ်။အဲ့ဒီလူအပ်တော့အရာမျိုးရှိတဲ့အခါမှာလေဖရဲတကယ်အခွင့်အရေးတခုပြီးထားပါတယ်။တောင်းပါတောင်းလင်ရမယ်။ ရှားပါရှိလင်တွေ့မယ်အထူးသဖြင့်ဆွတ်တောင်းတဲ့အခါမှာမဲချင်းမှာဖယားရှင်နန်းယောင်းတယ်ဆိုလို့ရှိရင်တော့ယုံကြည်ခြင်းနဲ့ဆွတ်တောင်းတဲ့အခါမှာပဲဖယားရှင်နန်းယောင်းတာဖြစ်ပါတယ်။ဒါကြောင့်မာကုအခန်းကြီး7အငယ်၂၄မှာဆွတ်တောင်းတဲ့အခါမှာဆွတ်တောင်းတဲ့အားလုံးကိုရပြီလို့ယုံကြည်တဲ့အခါမှာရမယ်လို့ပြောပါတယ်။ဒါကြောင့်ဖယားတခင်စီကနေကျွန်တော်ကောင်းချီခံစားခြင်းနဲ့စုတုံးတက်ကိုနားညောင်းစီခြင်းနဲ့ရှိလို့ရှိရင် ကျွန်တော်မှာယုံကြည်ခြင်းရှိဖို့လိုတယ်ဒါကနံပါတ်3အချက်ဖြစ်ပါတယ်နံပါတ်4အချက်ကဆိုလို့ရှိရင်ဖယားတခင်အလိုတော်ကလောကမှာပင်လင်းအောင်မြင်သောအတ္တတာနဲ့အသက်ရှင်ဖို့အလိုတော်ရှိပါတယ်အဲ့ဒီအောင်မြင်သောအတ္တတာကိုလည်းဘာနဲ့ရရှိမလဲဆိုလို့ယုံကြည်ခြင်းနဲ့ပဲရရှိရမှာဖြစ်ပါတယ်ကျမ်းစာရှင်ယောဟန်ပထမဆုံးအခန်းကြီး9အငယ်4နဲ့9ကိုကြည့်မယ်ဆိုလို့ရှိရင်ဖယားသားသမီးများဒီလောကကိုအောင်တယ် အဲ့ဒီလောကကိုအောင်တဲ့အခါမှာလေဘာအဖြစ်အောင်တယ်လဲပြင်းရဲ့အရေးချင်းအဖြစ်မဟုတ်ဘူးအစွန်းတတိအဖြစ်မဟုတ်ယုံကြည်ခြင်းအဖြစ်လောကကိုအောင်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်နေထိုင်ရတဲ့လောကမှာပြင်းနေအောင်မြင်တော့အတ္တနဲ့အတ္တရှင်နေဖွင့်တွေ့ယုံကြည်ခြင်းဆိုတာအလိုအဆုံတော့အရာဖြစ်တယ်ဆိုတာကိုကျမ်းစာကရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ဒါကြောင့်ရှင်ယောဟန်ပထမဆုံးအခန်းကြီး9အငယ်9မှာပြောလေယေရှုဟာ ဖယားသားတော်ဖြစ်တယ်ဆိုပြီးတော့ယုံကြည်တော်သူမှအဖလောကကိုအောင်တော်သူအဘယ်သူရှိသနည်းလို့ကျမ်းစာကနေစင်ခေါ်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်ဆက်ပြီးတော့ပြောချင်တယ်မာကုအခန်းကြီးကိုအငင်းနဲ့ဆက်တုံးမှာပြောတဲ့အတိုင်းပဲကျွန်တော်ကျမတို့ဒီကိုမှာအစွမ်းအစားတော့မရှိပါဘူးဒါပေမဲ့ဖယားသခင်အစွမ်းအစားကိုကျွန်တော်အသက်တာမှာရှိလာနိုင်ဖို့အောင်မြင်တော်သူမြတ်ဖြစ်ဖို့ရန်အတွက်ယုံကြည်ခြင်းလိုအပ်တယ် ခရစ်တော်ကိုလည်းပြောတယ်တန်တေယုံကြည်နေတယ်လို့ယုံကြည်တော်သူဖြစ်တယ်ဆိုရင်ခတ်တင်းတော်အမှုတော်ကိုတက်ဆွနေတယ်ဒီနေ့လူဘက်ကနေအဆွမ်းအစမရှိပြီမြတ်ဖရာသခင်ကြောင့်ယေရှုခရစ်တော်ကြောင့်ယုံကြည်တယ်ဆိုလို့ရှိရင်အဆွမ်းစအားလုံးကိုလည်းကျွန်တော်အပေါ်မှာဖရာသခင်ကထားခဲ့ပြီတော့အဲ့ဒီဖရာသခင်အဆွမ်းစအဖြစ်ကျွန်တော်အောင်မြင်တော်သူမြတ်ဖြစ်နေတယ်ဆိုတာကိုလည်းကျွန်တော်ကျမ်းစာမှာတွေ့ရပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ကျွန်မတို့ဒီ ယုံကြည်ခြင်းအဖြစ်လောကမှာအသက်ရှင်ဖို့လိုအပ်ပါတယ်။ဟေဘရခန်းကြီးတဆေအငယ်38မှာဖြောင်းမတော်သူများဒီယုံကြည်ခြင်းအဖြစ်အသက်ရှင်ရမယ်လို့ပြောပါတယ်။ကျွန်တော်တို့ဒီယုံကြည်သူဖြစ်တယ်ဆိုလို့ရှိရင်ဖြောင်းမတော်သူများဖြစ်ကြပါတယ်။ဖြောင်းမတော်သူများဒီဘယ်သူလဲဖယားသားသမီးများဖြစ်ကြပါတယ်။ဖယားသားသမီးများကဖယားရှင်အလိုတော်ရှိတာကလောကမှာပြင်လင်း အောင်မြင်သောအတ္တတန်တဲ့အတ္တရှင်ဖို့အလိုတော်ရှိပါတယ်။အဲ့ဒီအောင်မြင်သောအတ္တတန်တဲ့အတ္တရှင်နိုင်ဖို့ရန်တွေ့ကျွန်တော်မှာယုံကြည်ခြင်းရှိဖို့လိုတယ်။ဖခါကိုကိုးစားဖို့လိုတယ်။အဲ့လိုအတ္တရှင်နေဆိုလို့ရှိရင်ဖခါကကျွန်တော်ကိုအောင်မြင်ခြင်းကိုပေးတော်မှာဖြစ်တယ်။ကျွန်တော်အယုံကြည်တဲ့အပေါ်မှာ အလုပ်လုပ်တော်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ယုံကြည်ခြင်းနဲ့အတ္တရှင်ခြင်းကိုအတိအပယ်ဖွင့်ဆိုပြီးတော့ခေါနာကိုပြီးခြင်းပါတယ်။ ယုံကြည်ခြင်းနဲ့အသက်ရှင်ခြင်းဒီနှုတ်ကပတ်တော်ကိုခံယူပြီးတကလာနှုတ်ကပတ်တော်နဲ့ယက်တည်ပြီးယေရှုခရစ်တော်ကိုစိတ်ရှိထောက်ဆုလက်တန်ရှင်တော်ဝိညာဉ်တော်ဖျက်လမ်းပြပို့ဆောင်ခြင်းကိုခံယူပြီးတော့အသက်ရှင်ခြင်းဒီယုံကြည်ခြင်းနဲ့အသက်ရှင်တာဖြစ်ပါတယ်ဖရားတကံဒီဂရိတော်မြို့အများစွာနှုတ်ကပတ်တော်ဖြစ်ပြေးထားတယ်အဲ့ဒီနှုတ်ကပတ်တော်မြို့ကိုကျွန်တော်ခံယူပြီးတော့အဲ့ဒီနှုတ်ကပတ်တော်ပေါ်မှာရက်တည်ရမယ် ပြီးတော့ယေရှုခရစ်ရဲ့လှုပ်ဆောင်ပြီးသားလှုပ်ဆောင်ခဲ့တဲ့အရာမျိုးကိုကြည့်မယ်လှုပ်ဆောင်နေတဲ့အရာကိုကြည့်ပြီးမယ်လှုပ်ဆောင်အုပ်မြတ်အရာမျိုးကိုကြည့်ပြီးတော့ယေရှုခရစ်တော်ကိုလည်းစီစီထောက်ရှုပ်ပြီးတော့နောက်နောက်ဆုံးမှာခုချင်းကဝိညာဉ်တော်ခဲ့ဖြစ်တဲ့အတိုင်းပဲတန်ရှင်တော်ဝိညာဉ်တော်ဖျက်လမ်းပြချင်းတန်ရှင်တော်ဝိညာဉ်တော်ဖျက်ပို့ဆောင်ခြင်းကိုခံယူပြီးတော့အသက်ရှင်မယ်ရှိလို့ရှိရင်ကျွန်တော်တို့ဒီအောင်မြင်တော်သူမျိုးဖြစ်ကြမယ်နောင်ဘဝအတွက်လည်းအာမခံချက်ရှိတယ်လို့ယခုဘဝမှာလည်းအောင်မြင်တော်သူဖြစ်မယ် ယခုဘဝမှာလဲတာယာတော့ဘဝနဲ့အသက်ရှင်တော့သူဖြစ်ပြီးတော့ဖယားတခင်နဲ့ဘုံတော်ကိုထင်ဆက်စီတော့သူများဖြစ်ကြမှာဖြစ်ပါတယ်။ဒါကြောင့်ခရစ်တော်ပြောတော်တဲ့အတိုင်းပဲတင်နေယုံကြည်နေတယ်လို့ဒီနေ့မိတ်ဆွေကျွန်တော်ဘက်ကနေလိုအပ်တာတစ်ခုရှိတယ်ယုံကြည်ဖို့ပဲဖြစ်တယ်။ဖယားတခင်ကိုဘယ်လောက်ယုံကြည်နေတယ်လဲ။ရှင်မြတ်ပြည့်တနာအတွက်ရှင်မြတ်ဖျားနာမှုအတွက်ရှင်မြတ်ဒုက္ခဆင်းရဲအတွက်ဖယားတခင်ကိုဘယ်လောက်ယုံကြည်နေတယ်လဲ။ဖယားတခင်ကကျွန်တော်ကိုကယ်နိုင်မယ်။ ဖယားတကယ်ကကျွန်ုပ်ကိုအေးပြဿနာကနေအောင်မြင်ကြလို့ခွန်ကိုပြနိုင်မယ်ဆိုပြီးတော့ယုံကြည်လို့ရှိရင်ယုံကြည်တဲ့အတိုင်းပဲဖယားတကယ်ကခင်မင်းပေါ်မှာကြေကျိုးပြုတော်မှာဖြစ်ပါတယ်ခင်မင်းကိုကောင်းစားတော်သူ ဖြစ်စီမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဖယားတခင်ဒီခင်မင်းအပေါ်မှာအလုတ်လုံနိုင်ဖို့ရန်အတွက်ကိုယ့်ဘက်ကနေယုံကြည်ခြင်းလိုအပ်တာဖြစ်ပါတယ်ယေရှုခရစ်တော်ကလောကမှာရှိတဲ့ချိန်မှာပြင်လင်းလူပြားလူနာမျက်ကိုကျမ်းမာခြင်းကိုပြီးတယ် ဘေးအပေါ်မှာလေခရစ်တော်ကိုယ်တိုင်ကတဲနဲ့ယုံကြည်တဲ့အတိုင်းပဲကျမ်းပါစီတဲနဲ့ယုံကြည်တဲ့တပည့်ဖြစ်စီလို့ပြောပါတယ်ဒီနေ့ခင်ဗျာဖခင်ပေါ်မှာဘာယုံကြည်မှုရှိတယ်လဲခုချိန်မှာလေခရစ်တော်ကကြောက်လာပြီးတော့တဲနဲ့ယုံကြည်တဲ့အတိုင်းပဲဖြစ်စီရှိလို့ရှိရင်ခင်ဗျာဘာယုံကြည်တယ်လဲခင်ဗျာဘာဖြစ်ရှင်တယ်လဲဒါကြောင့်ဖခင်အပေါ်မှာကျွန်တော်ယုံကြည်ရင်ယုံကြည်တဲ့လောက်အပေါ်မှာ အမှုပြုတော်ဖခင်ကြေယုပြုတော်ဖခင် ကောင်းကြည့်ပြီးတော့ဖရာဖြစ်တယ်ဆိုတာဒီနေ့ကျွန်တော်အားပြချင်တယ်ဖရာတကယ်ကမျက်နှာလိုက်တော့သူမျက်နှာလိုက်တဲ့ဖရာမဟုတ်ဘူးလူတိုင်းအားလုံးငြိတူငြိမဲ့ချစ်ပါတယ်ဒါမဲ့အဲ့ဒီအပေါ်မှာကောင်းစားတော့သူမြတ်ပြီသူတွေလေအောင်မြင်တော့သူမြတ်ပြီသူတွေလေယုံကြည်ခြင်းရှိနေတော့သူမြတ်ကအောင်မြင်တော့သူမြတ်ဖြစ်တယ်ဖရာတကယ်ကကျွန်တော်ရဲ့ယုံကြည်တဲ့အပေါ်မှာအလုံးလုံးတော့ဖရာဖြစ်တဲ့အတိုင်းပဲယုံကြည်ခြင်းကြီးမားတော့သူမြတ်ကကြီးမားတော့အောင်မြင်ခြင်းကိုရရှိတာဖြစ်ပါတယ် ယုံကြည်ခြင်းအားငယ်တော့သူမြတ်ကယုံကြည်ခြင်းငယ်တဲ့တည်းပဲနော်အငင်းငယ်တော့ကောင်းစားကောင်းကြီးကိုခံစားတာဖြစ်ပါတယ်။ဒါကြောင့်ဖရာတဲ့ခင်ဒီကျွန်တော်တို့ရဲ့ယုံကြည်တဲ့အပေါ်မှာအလုတ်လို့တော့ဖရာဖြစ်ပါတယ်။မိဆွေဒီနေ့ယုံကြည်ခြင်းရှိပါသလား။ခင်မရဲ့ပြည့်တနာအတွက်ယုံကြည်နေသလား။ခင်မရဲ့ဘဝအတွက်ယေရှုကိုယုံကြည်နေသလား။ခင်မရဲ့ယုံကြည်တဲ့အပေါ်မှာယေရှုကကောင်းကြီးပြီးတော့မှဖြစ်ပါတယ်။ အယောက်တိုက်ကိုဖျက်ဆန်းကောင်းချီးပေးပါစေ